ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ရနေပြန်လည်ကြိုဆိုပါရစေ။ဆိုတော့ဒီတစ်ခါ Premier League ပွဲတင်ရကျွန်တော် Manchester United တင်ရ Chelsea နဲ့ကစားရမှာဖြစ်တဲ့ ဆိုတော့အဲ့ဒီပွဲစဉ်လေးပေါ်မှာကျွန်တော်ရဲ့အမြင်လေးအနေချင်းကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းလဲဟောအမှန်တိုင်းပြောရရင်ကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေပေါ်မှာပွဲချုပ်သုံးသပ်ချက်မလုပ်ဖြစ်ခဲ့တာအကြပြီဒါအရင်ကြီးတဲ့ feeling မရှိတဲ့အတွက်မလုပ်ဖြစ်ခဲ့တာပေါ့ဒါပေမဲ့ဒီပွဲပြီးကျွန်တော်မချက်ဆိုင်လိုက်တဲ့သင်ရတာဒီရသည့်အရေးကြီးဆုံးပွဲစဉ်ဖြစ်တဲ့ UEFA Final ပွဲစဉ်တွေရှိနေတဲ့အတွက်ဒီပွဲပေါ်မှာကျွန်တော်ရဲ့အမြင်လေးအနေချင်းရဲ့ဒီပွဲပေါ်မှာကျွန်တော်ဖြစ်စေချင်တဲ့ပုံစံလေးအနေချင်းကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းလဲဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်တို့ဒီနှစ်သင်းချားကတော်တော်ကြီးကွာဟာချက်ကတော်တော်ကြီးကြီးမားပါတယ် နှစ်တင်းကြအချိန်လေးကွာချက်ကြီးမှလည်းဆိုတော့လက်ရှိခြေဖမ်းအရာတွေပြောတာမဟုတ်ဗျာနှစ်တင်းသလုံးရဲ့ဒီ Premier League ပေါ်မှာထားတဲ့ pay attention ရဲ့နှစ်တင်းသလုံးရဲ့ဒီ Premier League ပေါ်မှာရှိနေတဲ့ agency level ကတော်တော်ကြီးကိုကွာခြားတယ်ကျွန်တော် Manchester United တင်းရကြတော့ Premier League မှာရှော့ရှော့နိုင်နိုင်ဒါအရေးမကြီးတော့ဘူးဆိုတော့အဲ့လိုရှော့ရှော့နိုင်နိုင်အရေးမကြီးခဲ့ရလဲကျွန်တော်တို့အတွက်ကအရန်ကိုကြားခဲ့ပြီဗျာဒါပေမဲ့ဒီ Chelsea နဲ့ပွဲပြီးရင်ကျွန်တော်တို့က UEFA Final ကစားရမှာဆိုတဲ့အတွက်ကျွန်တော်တို့ Manchester United တင်းရဒီပွဲမှာတော့အရန်ကြီး pay attention လုပ်ပြီးတော့အသုံးခွန်ဆိုင်ကစားလာလိမ့်မယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး ဆိုတော့တစ်ဖက်ကချက်တီးကိုကြည့်မယ်ဆိုရင်ကျတော့သူတို့ကဒီပရီးမီးယားလိဂ်ဝယ်စင်တွေကသူတို့အတွက်အရန်ရေးပါနေတယ်သူတို့နောက်ဆုံးဒီပရီးမီးယားလိဂ်လက်ကျန်နှစ်ပွဲကိုသူတို့အနိုင်ရမှသာနေသူတို့လည်းစိတ်ချရတဲ့အနေထားဆိုတော့သူတို့ကတော့ဒီပွဲကိုအင်တိုင်းအားတိုင်းနဲ့အနိုင်ရဖို့ကစားလာနိုင်တယ်သူတို့အချင်းနေကတော်တော်ကြီးကွာခြားတဲ့အတွက်ဒီပွဲကအရန်ညိုင်းဆိုင်ဖို့ရရှိလိမ့်မယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး ဘုဒ္ဓခါပိုင်းအရာရှင်ပြိုင်မယ်ဆိုရင်တော့မှရန်ကြီးမြိုင်ဆိုင်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူး။ဆိုတော့ဒီပြီးခဲ့တဲ့အပတ်ကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာဝဟန်းသင်းကိုရှုံးခဲ့တယ်။အဲဒီပွဲမှာဆိုရင်ဒီပြအာဂွန်ရင်းကဒါလူစုံထုတ်ပြီးတော့ကစားခဲ့ရတယ်ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ကျွန်တော်ရဲ့အမြင်အရပြဒီရူဘင်အာမိုရင်းရဲ့ပလန်ကိုပြောရမယ်ဆိုရင်ရူဘင်အာမိုရင်းကဝဟန်းနဲ့ပွဲကိုတော့သူကနိုင်ရချင်တယ်။ပြီးမှဒီချက်စီးနဲ့ပွဲကတော့ဒီယူရဖိုင်နယ်နဲ့လည်းကတ်နေပြီဆိုတော့ဟိုပလေယာရူလေးရှင်းလေးလုပ်ပြီးတော့အေးအေးဆေးဆေးထိန်းပြီးတော့ရုံမပြအောင်ပဲထိန်းကစားမယ်ပုံစံမျိုးတွေးထားပုံရတယ်။ ဒါပေမဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကပြီးခဲ့တဲ့အပတ်ကသာဝဟန်းတင်းကိုအိမ်ခွင်းမှာပဲဒါနှစ်ခုကိုမရှိနဲ့ရှုံးခဲ့တာဆိုတော့ရိုဘီအာမိုရီအနေနဲ့လည်းချက်တီနဲ့ပွဲမှာဘယ်လိုကစားမယ်ဆိုတဲ့ပလန်ထားတာတွေပေါ်မှာလည်းနည်းနည်း confuse ဖြစ်လာနိုင်ပြီးတော့ကျွန်တော်ထင်တယ်။ဒါပေမဲ့တေချာတစ်ခုကကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ကစားသမားတွေရဲ့ focus ကဒီပရီးမီးယားလိမှာရှိမနေတော့ဒီကောင်လေးရဲ့စိတ်ကတော်တော်လေးစိတ်ဆုပ်ပဲလို့ကျွန်တော်တော့မြင်တယ်ဗျာကျွန်တော်ပြောချင်တာကျွန်တော်တို့ကပရီးမီးယားလိမှာအရန်ရင်းမပါတော့ရှုံ့ရှုံ့နိုင်နိုင်ဘာမှမဖြစ်နိုင်တော့ဆိုတော့တည်ရဲ့ဒါပေမဲ့လည်းအသင်းက United ဖြစ်နေတဲ့အတွက်ဗျာအနည်းဆုံးတော့ ဒီနိုင်တဲ့ပွဲလေးတော့နိုင်အောင်မရှုံးတဲ့ပွဲလေးတော့မရှုံးအောင်တော့ကစားတင်တယ်လို့ထင်တယ်အခုကြတော့ဗျာဒီကောင်လေးရဲ့ agency level ကကျတော့ premier league မှာတမျိုးဒီ UEM cup မှာတမျိုးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့ Ruben Amorim အနေနဲ့ Chelsea ကိုတိတ်ခါပိုင်းအရာရှင်းပိုင်းကစားတင်နေဆိုရင်တော့မှကစားသမားတွေကအဲ့ level မှာရှိနေတဲ့အတွက်ကျွန်တော်ကတော့ထပ်ပြီးတော့ rim မယူသင့်တော့လို့ထင်တယ်ဆိုတော့တကယ်လို့ Chelsea နဲ့ပွဲသားလူစုံထုတ်လာမယ်ဆိုရင်ဒီရာဒီကျွန်တော် Manchester United အသင်း Europa League final ရောက်တာကိုပဲမြင်ပြီးတော့ဒီ premier league မှာအဆင့်16ရောက်နေတာကိုမမြင်တဲ့ဖန်နေစဲတာမျိုးကိုလည်းခံရနိုင်တယ် တော်ရွေးအမရင်းနေနဲ့ retract ယူတင်တော့ဘူးသူနဲ့ပွဲချီ operate conference ကိုကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒီဒရန်ကနေပြန်လာကာသာကစားသမားတွေအဲအဲ့လိုကစားသမားတွေကိုတော့ဒီဘက်မှာ resume ထည့်သွင်းသွားမှာတော့ထည့်သွင်းသုံးပြသွားမှာမဟုတ်ဘူးဆိုတော့ player rotation လေးကောင်းကောင်းလေးလုပ်ပြီးတော့ဒီကျွန်တော်တို့ အရင်ကြီးရုံမပြအောင်ပဲထိကစားလာလို့ရများတယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ defense ကချဲသီးသင်းရဲ့ခြေနေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ United နဲ့လုံးဝပြောင်းမြန်များတကယ်တော့ချဲသီးသင်းနဲ့ဒါ conference league volume ဝဲတော့ရှိတယ်ဒါပေမဲ့သူတို့ conference league volume ဝဲမှာဘူဆွဲခဲ့တယ်ဆိုရင်တော့မှသူတို့အများဆုံးဝင်ခွင့်ရတာ UEFA Cup ပဲဆိုတော့ Champions League အတွက်တခုတည်းသောလမ်းကြောင်းပါဒါ Premier League ကနေဖြစ်နေတယ်ဆိုတော့ဒီ ဒီ contract league မှာဆိုရင်ပြသူတို့ကမရခဲ့လေပြဿနာမရှိဘူးရတယ်ပြဿနာမရှိဘူးဒါပေမဲ့ premier league မှာမားတယ်ဆိုရင် champion league ဝင်ဝင်ရမရနိုင်တော့တဲ့သူတို့ဒီဘွဲကိုတကယ်ကိုအားလုံးခွန်လိုက်သားလာမှာသိကြတယ်ပြီးတော့ရှေ့က newcastle နဲ့ဘွဲမှာလည်းရှုံးခဲ့တယ်ဒါ nicole jackson မလို့ပဲနဲ့လောက်ခဲ့တဲ့အမားတစ်ခုအတွက်သူတို့ရှုံးခဲ့တဲ့အတွက်ဒီ legend နဲ့ဘွဲမှာလုံးဝမားလို့မရဘူးဆိုတော့ chelsea ကတော့သူတို့ရဲ့အိမ်ဝင်းမှာအကောင်းဆုံးစ조사လာပြီးတော့ကျွန်တော် manchester united ကိုအနိုင်ရဖို့ပြင်ဆင်လာမှာသိကြတယ်ပြီးတော့ဒီဒီကျွန်တော် united နဲ့မတိုင်ခင်မှာဆိုရင် chelsea တင်းရတော့ထွက်လာတဲ့ဆိုရီယာဟိုအရန်ကြီးတော့မသိကြပါဘူးမြဲ နည်းနည်း reliable ပဲဖြစ်တဲ့ဆိုတွေတော့တွေ့ရတယ်ဟိုအဲ့ဒါတော့ဗျာလာမင်းနဲ့ Chelsea အနေနဲ့ဒါဥရောပဝင်ခွင့်ရရမရရဒီ Conference League ရရမရရ Anzo Maresca ကိုပဲဆက်ပြီးတော့ ဒီနည်းပြရာတို့တောင်းဝင်ပေးထားမယ်ဆိုတဲ့သတင်းထွက်လာအဓိကတော့အခုချိန်မှာဆိုရင်အန်ဆိုမာရက်စကမှာပရက်ရှာတွေအများများတဲ့အတွက်ဒီသတင်းထွက်လာတဲ့အချိန်မှာသူ့အနေနဲ့လည်းပရက်ရှာနည်းနည်းလျော့ပြီးတော့အဲ့ဟိုပွဲပေါ်မှာအာယုံဆိုင်နိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ချက်စီးသင်းဘာတွေလှုပ်လာမလဲဆိုတော့ထပ်ပြီးစောင့်ကြည့်သွားပဲသူတို့ကဒါဒီကိုလက်ချက်စင်မပါဘူးဆိုရင်တော့သူတို့သင်းမှာဒါသုံးကြရတဲ့ကစားသမားတွေအများကြီးရှိတယ်ဆိုတော့ချက်စီးကတော့ဒီပွဲမှာသူတို့အနိုင်ရဖို့တည်ကြပါအောင်ကြိုးစားလာနိုင်မယ် ဆိုတော့ကျွန်တော်နှစ်သင်းထိတိုက်တွေ့ဆုံမှုတွေဘာတွေလို့တော့ကျွန်တော်အများကြီးမပြောချင်တော့ဘူးဗျာလက်ရှိအချိန်နေရတော်တော်ကြီးလဲကွာခြားနေတယ်ဆိုတော့တမိုင်းမှာရှိခဲ့တဲ့တွေ့ဆုံမှုတွေဘယ်သူကဘယ်သူကတာယာခဲ့ရဲဆိုတာတွေကလက်ရှိခြေစမ်းနေကြည့်ရင်လည်းအရင်ကြီးကွာဟာနှုန်းနေတော့ကျွန်တော်အဲ့အရာတွေပုံမှန်တော့မပြောတော့ဘူးဒါပေမဲ့ဒီတစ်ဖက်က website ခံမှတ်ချက်တွေကိုကြည့်မယ်ဆိုရင်လည်းဒါ Chelsea သင်းကိုပဲသူတို့ကအနိုင်ပေးထားတယ်အဓိကအနိုင်ပေးထားတဲ့အကြောင်းရင်းကတော့ Chelsea က Premier League မှာကတော်တော်လေး Premier League ကနေပဲ Champions League ဝင်ခွင့်ကိုရနိုင်တယ်ကျွန်တော် Manchester United တင်ရဒီဘက်ပြင် UEFA ဖြစ်တဲ့အတွက် Amorim အနေနဲ့ဒီဘက်မှာထပ်ပြီးတော့ Reju မှာမဟုတ်တော့တာသိကြတယ်ဆို တော့ Chelsea တင်ရလဲဗျာဒီ conference လေးရှိသည့်တိုင်အောင်ဒီဘက်ပေါ်မှာပဲ Ion site မှာဖြစ်တဲ့အတွက်တို့ကတော့ Chelsea ကိုအနိုင်ပေးထားတယ်ဆိုတော့ overall အနေနဲ့ကျွန်တော်အမြင်ကိုပြောရရင်ပထမဆုံး Ruben Amorim အနေနဲ့လုံးတင်တာဒီဘွဲမှာထပ်ပြီးတော့ rip မယူတင်တော့ဘူးဆိုတော့ဂုံစိတ်ခါပိုင်းအရာဆိုတာရှိပေမဲ့ကျွန်တော် Manchester United တင်ရဒီရာသီဒါ66ကိုရောက်နေဆိုတော့ဂုံစိတ်ခါတို့ကလည်းအလောက်ကြီးကြီးမရှိတော့ တော့ဘုန်းနေခါပိုင်းအရာနည်းပြအနေနဲ့ရှင်းပြခြင်းလဲဆိုရင်တော့မှကစားသမားတွေရဲ့ဒီ mindset level ကအဲ့လောက်မှရှိမနေတဲ့အတွက် armoring ထက် read ယူရင်ဆိုရင်သူ့အနေနဲ့ pressure ပုံများနိုင်တယ်တကယ်လို့မထင်မှတ်ဖဲနဲ့တန်ရာတွေပါလေရခဲ့မယ်ဆိုရင်ဝေဖန်ခံရတာတွေပိုပြီးတော့များလာနိုင်တဲ့အတွက်ဒီဘွဲမှာတော့ထပ်ပြီးတော့ risk မယူသင့်တော့ဘူးလို့ထင်တယ်ဆိုတော့သူ့ရဲ့ဒီ final ကိုတက်ပြီးတဲ့အချိန်မှာ plan ထားတဲ့ plan ကဒါ100နဲ့ဘွဲမှာရှုံးခဲ့တဲ့အတွက်ပြတ်သွားတယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဆိုတော့အဲ့ plan ပြတ်သွားသည့်တိုင်အောင်ဗျာဒီဘွဲမှာထပ်ပြီးတော့ risk ယူမယ်ဆိုရင်တော့ ပို့ပြီးတော့အမားတွေအမားတွေများလာနိုင်တယ်ဆိုတော့လပါပဲနေနေပါကျွန်တော် Manchester United အသင်းကတော့ဒါ UEM cap ကိုပဲပို့ပြီးတော့ဦးစားပေးတင်တယ်စပါးနဲ့ဖိုင်တဲ့အတွက်ဒီဘွဲမှာဘယ်လို rotation လုပ်မလဲ ပွဲကိုရုံမပြအောင်ဘလို့ထိန်းကစားမယ်ဆိုတာတော့ပဲအဓိကဥတီလာဖို့ရာလိုအပ်တယ်ဆိုတော့အမော်ရင်အနေနဲ့အိုက်ပိုင်းနေမှာလည်းကောင်းကောင်းနားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ချန်တီကတော့ဒီပွဲမှာအဆန်းကုန်အနိုင်ရဖို့ကြိုးစားလာမှဖြစ်တယ်လို့သူတို့အနိုင်ရဖို့လည်းချန်အများပါတယ်ဆိုတော့ဒီပွဲမှာတော့ချက်စီတင်းမဲ့အနိုင်ရလိမ့်မယ်လို့ပဲကျွန်တော်တော့မြင်တယ်ဂိုရီပါရီတော့ကျွန်တော်အရင်ကြီးမခံမှန်းကျင်တော့ဘူးဆိုတော့ညီကိုရီရဲ့အမြင်တွေကိုကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးတော့ပါအောင်ကျွန်တော်အသင်းက ဒီဘွဲမှာဘလို့ကစားတင်လဲ UEM cap ကိုပဲဦးစားပေးတင်တာဒီဘွဲမှာရောတိခါပိုင်းအရာလူစုံထုတ်ဖို့လိုလားဆိုတာတွေကိုကျွန်တော် brother တို့ရဲ့အမြင်လေးတွေကိုကျွန်တော်လည်းဒီ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပေးသွားပါဦးကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေသက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်